မင်္ဂလာပါအလုံးနဲ့ပတ်သက်ပြီးတော့တောကာမျိုးမျိုးတွေကြုံတွေ့နေရတဲ့ကျွန်တော်ရဲ့မိษွေခုနှစ်ရက်သားသမီးအားလုံးတို့အလုံးနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းတွေအစဉ်ပြေခြင်းတွေဒါရရှိစေမယ်ရေဒီယာစီရင်လူွယ်လေးတခုရဲ့အကြောင်းကိုကျွန်တော်ရဲ့မိษွေခုနှစ်ရက်သားသမီးအားလုံးတို့ကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုပြောပြမယ်ရေဒီယာနဲ့ပတ်သက်ပြီးတော့အလုံးနဲ့ပတ်သက်ပြီးတော့ ဒါတော့ကတွေကြုံတွေ့နေရတဲ့သူတွေပြီးတဲ့အခါကျလို့ရှင် အလုံးနဲ့ပတ်သက်ပြီးတော့တလအတွင်းမှာနေရာပေါင်းများစွာမကြာခဏအပြောင်းရွှေ့ခံနေရတဲ့သူတွေမကြာခဏအလုံးထောက်ခံနေရတဲ့သူတွေ ြီးတဲ့အခါကျလို့ရှင်အလုတ်လျှောက်ထားပြီးတော့အလုတ်ရရှိဖို့ကြံ့ကြာနေတဲ့သူတွေကျွန်တော်ခုပြောမယ့်အရေးအရာလေးကိုဒါလိုက်ပါပြီးတော့စောင်ရွက်မယ်လှူဒန်းမယ်ဆိုလို့ရှင်ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးတွေအလုတ်နဲ့ပတ်သက်ပြီးတော့ဒါအစီအပြေမှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးကိုပြုလုပ်ဖို့ဆိုလို့ရှင်ကျွန်တော်တို့ဘာလို့မလဲဆိုလို့ရှင်ဒီလိုသာသနာအလံလေးကိုလက်လုံးမယ်ပြီးတဲ့အခါကျလို့ရှင်အာလူချော်ချော်လေးတစ်လုံးလုံးမယ် တကယ်လို့အာလူးချောတဲ့လူတွေဆိုလို့ရှိရင်တော့ပကံများလေးတစ်ချက်လိုမယ်တကယ်လို့အာလူးသေးတဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုဖန်မလင်းလေးတစ်လုံးလိုမယ်အဲ့တော့ဒီ area ကိုကျွန်တော်တို့တွေမဆောင်ရွက်ခင်မှာဒီသာသနာအလံလေးတွေပေါ်မှာကျွန်တော်တို့စူတောင်းစာလေးတွေဒါရေးပေးရမယ်။ဥမာပေါ့မိတ်ဆွေတို့ကကိုယ့်ရဲ့နေနံပေါ့နေနံဒီမှာထိပ်ဖြားလေးမှာနေနံလေးကိုရေးမယ်။ပြီးတဲ့အခါကျကိုယ့်ရဲ့နာမည်လေးရေးမယ်။ဥမာပေါ့ ကိုယ့်ရဲ့နာမည်ကအမျိုးသမီးတော်၎င်းအမျိုးသားတော်၎င်းမရီမောင်ရီထည့်เสียရမလိုဘူး နောက်တစ်ခုအနေနဲ့အောက်ဆုံးမှာပေါ့နော်မိမိမှာအစင်မပြေးနေတဲ့အကြောင်းအရာလေးတစ်ခုကိုဒါရေးပြရမှာဖြစ်တယ်ဥပမာပေါ့အလုတ်ရကျင်တဲ့သူကအလုတ်ရပါသေးအလုတ်အစင်မပြေးတဲ့လူကအလုတ်ကင်ကိစ္စတွေအစင်ပြေပါစေအဆရှိသည်ဖြင့်ပေါ့နော်ဒီသာသနာအလံကိုးကူတစ်လုံးမှာဒါရေးပြီးတော့ဒါခုနကတော့အာလူးလေးထဲမှာဒါ site ထူပြီးတော့မိမိတို့ရဲ့ဒီမွေးနေ့နဲ့9နာရီ45မိနစ်မှာဖះချောင်းဆောင်ပေါ်မှာတင်းပြီးတော့ကျွန်တော်တို့ဒါလှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်မယ်နော်ကျွန်တော်တို့စူတောင်းစာရေးထားတဲ့သာသနာအလံ လေးကိုကျွန်တော်တို့ဒီမှာအာလူးလေးပေါ်မှာစိုက်လိုက်မယ်ပေါ့နော်ဒီမှာတက်ချံပြီးသွားတဲ့အခါကျလို့ရှင်နှစ်ချံရေးတဲ့အခါကျရင်မှင်နီနဲ့တော့မရေးပါနဲ့မှင်ပြာနဲ့ဆိုရင်တော့ပိုးပြီးတော့ကောင်းတယ်သုံးချံပြီးတဲ့အခါကျလို့ရှင်ဒီမှာလေးချံဒီမှာ၅ချံ6ချံ7ချံ8ချံ9ချံ ဒီမှာညင်ကြီးလေးတော့စိုက်မယ်ပေါ့လှလှပပညင်ကြီးလေးစိုက်မယ်ဒီမှာเนาะသာသနာအလံ၉ခု၉ခုဒီမှာအာလူလေးထဲမှာစိုက်လဲပြီးလဲပြီးရောကျွန်တော်အာလူလေးရအသေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဖန်မလင်းလေးတွေကိုထည့်လိုက်မယ်တကယ်လို့မိတ်ဆွေတို့ရဲ့အာလူးဟာချောတယ်ဆိုလို့ရှိရင်တော့ဗကံများလေးထဲမှာထည့်မယ်ထည့်လဲပြီးလဲပြီးရောကျွန်တော်တို့ဖျားချောင်းဆောင်မှာမိမိတို့ရဲ့မွေးနေ့နဲ့9:45မိနစ်မှာဒါလှူဒန်းမိရမှာ ဖြစ်ပါတယ် ီးတဲ့အခါကျလို့ရှိရင်အဲ့ဒါလေးကိုလှူဒန်းပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ရဲ့မိษွေတို့အနေနဲ့တန်ဘုတ်တွေခါတာလေးကိုအ ਨੇ ဆုံး၉ကောင်ဒါမှမဟုတ်လို့ရှိရင်တက်စီရွတ်တယ်ဆိုရင်တော့ပိုးကောင်းတယ်အဲ့တော့မိษွေတို့အနေနဲ့တက်စီအစဉ်ပြေတဲ့လူပါလဲပဲတက်စီရွတ်ဖတ်တရေဆဲပြီးတော့ကျွန်တော်တို့ဒီမှာ ဒီကျွန်တော်တို့ပေါ့နော်အဥမာပေါ့တနင်္လာသားသမီးမှာကြုံတွေ့နေရတဲ့အလောက်ကန်နဲ့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေအဆင်ပြေပါစေပြီးတဲ့အခါကျလို့ရှင် အလောက်ရခြင်းနဲ့မိတ်ဆွေတွေဆိုလို့ရှင်နော်အလောက်ရရှိပါစေဆိုပြီးတော့ကျွန်တော်တို့ဆူတောင်းပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဖះเจ้าဆောင်ပေါ်မှာဗနရထားရမလဲဆိုကိုးရထားပေးရပါမယ်တကယ်လို့ကိုးရအတွင်းမှာ အစင်ပြေးသွားတဲ့သူကဒီဟာလေးကိုစွန့်ပြစ်မယ်တကယ်လို့အစင်ခုနကမပြေးသေးတဲ့လူကလည်းဒါလေးကိုစွန့်မိတဲ့အခါကျရင်နောက်တစ်ချိန်ထပ်ပြီးတော့မိမိတို့ရဲ့မွေးနေ့နက်နက်9နာရီ45မိနစ်မှာတစ်ချိန်ထပ်ပြီးတော့လှူမယ်နှစ်ချိန်လှူလို့မှအစင်မပြေးသေးတဲ့မိဆွေတွေကလည်းနောက်တစ်ချိန်ထပ်ပြီးတော့လှူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မိဆွေ9ရက်သားသမီးတွေအလုံးနဲ့ပတ်သက်ပြီးတော့အဲအလုံးကိုင်းနေရရှိစေမှာပဲဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့အစင်မပြေးနေတဲ့သူတွေဆိုလို့ရှိရင်လည်းပဲ အဆင်ပြေစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးဒီအာလူသာသနာအလံရေရရလေးကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတော့အလုံးနဲ့ပတ်သက်တဲ့သောကဘူမိတွေငြိမ်းရေးပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင် ကျွန်တော်ရဲ့ဒီရေရရဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်